ကေယောဂီအပေါင်းသူတော်ကောင်းတို့ယခုအချိန်ကစပြီးတော့တရားကိုကြိုးကြိုးစားစားနဲ့ဇွဲကောင်းကောင်းနဲ့အားထုတ်ရအောင်ဦးစင်ဒီနေ့ရုပ်ကိုရှုနည်းလေးကိုပြောပြပေးမယ် ရုပ်ကနှစ်မျိုးရှိတယ်တဲ့အင်းရှင်ရုပ်နဲ့ဧည့်သည်ရုပ်နှစ်မျိုးရှိတယ်အင်းရှင်ရုပ်ဆိုတာကသူတော်ကောင်းတို့ရဲ့ခန္ဓာထဲမှာအမြဲတမ်းပေါ်နေတဲ့ရုပ်ကိုအင်းရှင်ရုပ်လို့ခေါ်တယ်အဲ့ဒီအရှင်ယုတ်ကဘာတွေတော့ဆိုတော့ ဝင်စီနဲ့ထွက်လီပေါ့ဗျာယောဂရုရဲ့နှာသီးဖြားလေးမှာဝင်စီလေးတွေတို့တို့ပြီးတော့ဝင်လာတယ်ထွက်စီလေးတွေတို့တို့ပြီးတော့ထွက်လာတယ်အဲ့ဒီဝင်လေဆိုတာလေရုပ်ပဲထွက်လေဆိုတာလေရုပ်ပဲ သူကအမြဲတမ်းပေါ်လို့အရှင်ယုတ်လို့ခေါ်တယ်။နောက်တစ်ခါဧသည်ယုတ်ဆိုတာရှိတယ်။ဧသည်ယုတ်ကတခါတလေမှပေါ်တဲ့ဧသည်တခါတလေမှပေါ်လို့သူ့ကိုဧသည်လို့ခေါ်တယ်။အဲ့ဒီဧသည်ယုတ်ကဘာတွေတော့ဆိုတော့မြင်တဲ့သဘောလေးတွေကြားတဲ့သဘောလေးတွေ ဝင်နန်းတဲ့သဘောလေးတွေချိုးတယ်ချင်းတယ်ငန်းတယ်စက်တယ်ဆိုတဲ့သဘောလေးတွေညောင်းတယ်ထုံးတယ်ကျင်းတယ်တောင်းတယ်တင်းတဲ့သဘောလေးတွေပေါ့နော်အဲ့ဒီမြင်တဲ့သဘောတို့ကြားတဲ့သဘောတို့နန်းတဲ့သဘောတို့စားတဲ့သဘောတို့ မြောင်းတဲ့သဘောတွေဟာတခါတလေမှပေါ်လို့ဧည့်သည်လို့ခေါ်တာအဲတော့တကယ်ရှိပါမှာကတော့ဧည့်သည်ရုပ်ပေါ်ရင်ဧည့်သည်ရုပ်ကိုဦးစားပေးရှုတဲ့ဧည့်သည်ရုပ်မပေါ်ရင်အရှင်ရုပ်ကိုရှုတဲ့အခုယောဂတို့လက်တွေ့တရားအထုတ်တယ်ပေါ့တခါတလေ ကြားတဲ့သဘောလေးတွေပေါ်ခြင်းပေါ်မယ်ညောင်းတဲ့သဘောလေးတွေပေါ်ခြင်းပေါ်မယ်ထုံတဲ့ကျင်တဲ့သဘောလေးတွေပေါ်ခြင်းပေါ်မယ်အဲ့ဒီကြားတဲ့သဘောလေးတွေညောင်းတဲ့သဘောလေးတွေထုံတဲ့ကျင်တဲ့သဘောလေးတွေဟာဒါဧည့်သည်ရုပ်တွေပေါ့သူကဦးစားပေးရှိပါတယ်အဲ့တော့ဆိုကြပါစို့ အခုသူတော်ကောင်းတို့ရဲ့နားမှာကြားတဲ့သဘောလေးပေါ်လာပြီနားမှာကြားတဲ့သဘောလေးပေါ်လာနားဆိုတာကတော့ခန္ဓာပေါ်မဲ့နေရာပေါ့ကြားတဲ့သဘောလေးပေါ်လာပြီဟောဘုရားကသူတေသူတမတ္တံ ကြားတဲ့သဘောလေးပေါ်ရင်ကြားတဲ့သဘောလေးပေါ်နေပါလားသိပေးလိုက်ကြားတဲ့သဘောလေးပေါ်ရင်ကြားတဲ့သဘောလေးပေါ်နေပါလားသိပေးလိုက်ဒါတတိပဋ္ဌာန်ပဲဒုတိယကကြားတဲ့သဘောလေးပေါ်နေတယ်အဲ့ဒီကြားတဲ့သဘောလေးကို ရုပ်လို့သိရတယ်ကြားတဲ့သဘောလေးကရုပ်ပဲ ကြတော့ကြာမှန်သိတယ်ပေါ့ဗျာသိတဲ့သဘောလေးကိုနာလို့သိရဟောကြာတာလေးကရုပ်ပဲသိတာလေးကနာမယ်ဟောအဲ့လိုယုံနာကွဲသွားပြီဆိုရင်နာမရူပပရိစ္ဆရာညာရသွားတာပေါ့တက္ကတိပြုတ်သွားတာအဲ့တော့ကြာတာလေးကိုယုံလို့မှတ် ပြီးတာလေးကိုနမ်းလို့မှတ်ရနောက်တစ်စင်ကြတော့အဲ့ဒီကြားတယ်ဆိုတဲ့ယုတ်ကလေးနားအကြည်မှဖြည်းဖြည်းပြီးတော့ပြက်ပြက်သွားတယ်ကြားမှန်သိတယ်ဆိုတဲ့နန္တရားလေးနှလုံးသားမှဖြည်းဖြည်းပြီးတော့ပြက်ပြက်သွားတယ်ကြားတဲ့ယုတ်ကလေး ဖြည်းဖြည်းပြီးတော့ပြည့်ပြည့်သွားတာဉာဏ်နဲ့မြင်အောင်ကြည့်ရတယ်။ကြာမှပြီးတဲ့နံလေးဖြည်းဖြည်းပြီးတော့ပြည့်ပြည့်သွားတာဉာဏ်နဲ့မြင်အောင်ကြည့်ရတယ်။အဲ့ဒီအဖြစ်နဲ့အပြက်ကိုတွေးမှဝိပဿနာဉာဏ်ဖြစ်မှာပေါ့။အဲ့လိုပဲ။အဲရုပ်တို့ညောင်းတဲ့သဘောလေးတွေကိုရှုမယ်။ညောင်းတဲ့သဘောလေးတွေ ပထမတော့ညောင်းတဲ့သဘောလေးတွေပေါ်လာပြီဟောလာညောင်းတဲ့သဘောလေးပဲသိပြီးရောဒါတတိပဋ္ဌာန်းလို့ခေါ်တာအတိအကျပြောရင်ညောင်းတဲ့သဘောလေးကကာယပေါ်တိုင်းပေါ်တိုင်းသိကြကတတိပဋ္ဌာန်းဟောညောင်းတဲ့သဘောလေးပေါ်လို့ညောင်းတဲ့သဘောလေးပဲလို့သိတယ်ကာယ ानु ပတနာတတိပဋ္ဌာန်းလို့ခေါ်တယ် ကျင်းရင်ကျင်းတဲ့သဘောလေးပဲသိပြီကျင်းလာပြီကျင်းတဲ့သဘောလေးပဲသိပြီအဲ့လိုသဘောလေးတွေပေါ်တိုင်းပေါ်တိုင်းသိအောင်မှတ်တာသည်သတိပဋ္ဌာန်ဒုတိယယုံဉာဏ်ကိုရောက်ခွဲရညောင်းတယ်ဟောညောင်းတာဟာရုပ်ရဲ့သဘောလို့သိရညောင်းတာရုပ်ရဲ့သဘောပဲညောင်းတော့ညောင်းမှန်သိတယ် ိတာလေးဟာနိုင်ရဲ့သဘောလေးပဲဒါရုပ်သိနေရမှာညောင်းလာလေးဟာရုပ်ရဲ့သဘောလို့သိပြီးညောင်းမှန်သိတာလေးဟာနိုင်ရဲ့သဘောလို့သိပြီးယုံနာ क्वे သွားရဲ့နာမရူပပရိစ္ဆေဒညာယတက်တာဒီပြုတ်တာပေါ့အဲ့ဒီညောင်းနေဆိုတဲ့ရုပ်သဘောလေး ဖြည့်ဖြည့်ပြီးတော့ပြက်ပြက်သွားဒူးမှာဖြည့်ရင်ဒူးမှာပြက်ခြေထောက်မှာဖြည့်ရင်ခြေထောက်မှာပြက်ခါမှာဖြည့်ရင်ခါမှာပြက်ပေါ့ညောင်းတဲ့သဘောလေးဖြစ်လာတယ်ပြက်သွားတယ်ထုံတဲ့ကျင်းတဲ့သဘောလေးဖြစ်လာတယ်ပြက်သွားတယ် အဲ့ဒီညောင်းတဲ့သဘောလေးဖြည်းဖြည်းပြီးတော့ပြည့်ပြည့်သွားတာထုံတဲ့ကျင်းတဲ့သဘောလေးဖြည်းဖြည်းပြီးတော့ပြည့်ပြည့်သွားတာကိုဉာဏ်နဲ့မြင်အောင်ကြည့်ရတယ်ဒါဝိပဿနာညာဖြစ်တာပေါ့အဲ့ဒီဝိပဿနာညာအာကောင်းမှအပြက်ကိုမတွေ့တော့ဘဲနဲ့အပြက်တွေမြင်မှများမုံပြီးတော့ဒါဆိုအပြက်စုံရောလောကုတ္တရာမဲ့ဖြစ်သွားတာပေါ့ ရုပ်ကိုရှုတဲ့အခါမှာဧည့်သည်ရုပ်ပေါ်ရင်ဧည့်သည်ရုပ်ကိုဦးစားပေးရှုရတယ်တဲ့ဧည့်သည်ရုပ်မပေါ်ရင်အိမ်ရှင်ရုပ်ကိုရှုရတယ်အိမ်ရှင်ရုပ်ဆိုတာဒီခန္ဓာမှာအမြဲတမ်းပုံနေတဲ့ရုပ်တွေပေါ့ဗျာအဲ့ဒီအိမ်ရှင်ရုပ်ကဘာလို့ဝင်လေနဲ့ထွက်လေပဲဝင်လေဆိုတာလေရုပ်တရား ွက်လေဆိုတာလေယုတ်တရားသူဒီခန္ဓာထဲမှာအမြဲတမ်းသူကဖြစ်နေတာအမြဲတမ်းဖြစ်လို့သူအရှင်ယုတ်လို့ခေါ်တာအဲ့တော့အဲ့တဲ့ယုတ်တွေမပေါ်ဘူးအဲ့တဲ့ယုတ်တွေမရှုကျင်ဘူးဆိုရင်အဲ့ဒီအရှင်ယုတ်ကိုရှုလေရတာလေလေးကနာသီးပြားလေးမှာတိုးပြီးတော့ဝင်သွားပြီ ေးလေးဝင်ရင်ဝင်တဲ့သဘောလေးပဲမိအောင်မှတ်ပါလေးလေးကနှာသီးပြားမှာတိုးပြီးတော့ထွက်သွားပြီလေးလေးထွက်ရင်ထွက်တဲ့သဘောလေးပဲမိအောင်မှတ်ပါလေးလေးဝင်လို့ဝင်တဲ့သဘောလေးပဲလို့သိတယ်လေးလေးထွက်လို့ထွက်တဲ့သဘောလေးလို့သိတယ် အဲ့ဒါကိုအာနာပါနသတိပဋ္ဌာန်လို့ခေါ်တယ်။အာနာပါနနှုတ်သတိလို့လည်းခေါ်တယ်။အာနာပါနနှုတ်သတိဆိုတာလေးလေးဝင်နေဝင်တဲ့သဘောလေးပဲသိပြီ။လေးလေးထွက်တဲ့ထွက်တဲ့သဘောလေးပဲသိပြီ။အသတိပဋ္ဌာန်ပေါ့။နောက်တစ်ဆင့်သွားတော့လေးလေးကနှာသီးပြားမှာတိုးပြီးတော့ဝင်သွားပြီ။ ဝင်တာလေးဟာရုပ်ရဲ့သဘောလို့သိရတယ်လေးလေးနှာသေးပြတုပ်ပြီးဝင်သွားတယ်ဝင်တာလေးဟာရုပ်ရဲ့သဘောလို့သိပြီးဝင်မှန်သိတာလေးကတော့နာရဲ့သဘောလို့သိရတယ်ဝင်တာဟာရုပ်ရဲ့သဘောဝင်မှန်သိတာနာရဲ့သဘောအဲ့ဒီယုံနာကွဲသွားရင် နာမရူပပရိစ္ဆေရညာရမယ် က်ကလေးပြုတ်တာပေါ့အဲ့ဒီဝင်တဲ့ရုပ်သဘောလေးနာသီပြားမှာဖြစ်တယ်နာသီပြားမှာပြက်သွားဝင်မှန်သိတဲ့နန္တရားလေးလည်းအရိယဝုဒ္ဓနှလုံးသားလေးမှာဖြစ်ပြီးတော့ပြက်သွားအဲ့တော့ဝင်တဲ့ရုပ်ကလေးဖြစ်ဖြစ်ပြီးတော့ပြက်ပြက်သွားတာဝိမာန်ပြီးတဲ့နန္တရားလေးဖြည့်ဖြည့်ပြီးတော့ပြက်ပြက်သွားတာ ထွက်တဲ့ယုတ်တရားလေးဖြည်းဖြည်းပြီးတော့ပြည့်ပြည့်သွားတာထွမှန်သိတဲ့နန္တရားလေးဖြည်းဖြည်းပြီးတော့ပြည့်ပြည့်သွားတာကိုသိသေးချာချာဉာဏ်နဲ့မြင်အောင်ကြည့်ရအဲ့ဒီအဖြစ်နဲ့အပျက်ကို တွေးပြီးဆိုရတာဝိပဿနာမဲ့ပေါ့လောလောကီမဲ့လို့လည်းခေါ်တာပေါ့အဲ့ဒီအဖြစ်နဲ့အပျက်တွေတွေးပါများသွားမှာ အပြစ်ကိုမကြည့်တော့ဘဲနဲ့အပြက်တည်းကြီးပဲတွေးတာလေအပြက်တည်းကြီးတွေးပါများတော့အပြက်မုန်းပြီးတော့နောက်ဆုံးအပြက်ဆုံးသွားလိမ့်မယ်အလောကုတ္တရာမဲ့ပေါ့ဒါကြောင့်ယောဂီများတရားအားထုတ်တဲ့အလောကတကယ်ကိုအကျိုးရှိတဲ့အလောတကယ်ကိုမြတ်တဲ့အလောပဲဒါကြောင့်သေသေးချာချာလေးပေါ်တဲ့ခန္ဓာကိုဉာဏ်ဆိုင်ပြီးတော့ သဘောလေးတွေဖြည်းဖြည်းနေတာလည်းသိအောင်သဘောလေးတွေပြည့်ပြည့်သွားတာလည်းသိအောင်အားထုတ်ကြပါလို့တိုက်တွန်းလိုက်ပါတယ်သူတော်ကောင်းတို့